မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေကတော့အခုမြို့သားညီညီအစိုးရဝင်ကြီးချုပ်ကိုမလေးရှားဝင်ဝင်ကြီးချုပ်ကတရားဝင်တွေ့ဆုံဆွေးနွေးတယ်နော်ပြီးတော့တခါအာရှညီညီကတောင်ရှိသူတွေကလည်းမြို့သားညီညီအစိုးရအနေနဲ့တွေ့ဆုံဆွေးနွေးတယ်တစ်ဖက်တည်းမှာပဲဘင်္ဂလားဒေ့ရှ်တက်တက်မတော်နဲ့အမေရိကန်စစ်တပ်နဲ့တွဲပြီးတော့အခုအာရဂန်ဒေသနဲ့ချင်းတက်နှစ်တက်မဟာမိတ်အဖွဲ့တွေပူးပေါင်းဆောင်ရွက်နေတဲ့ရခိုင်ရှင်းပြည်ပြင်အတွက်ကိုရခိုင်ရှင်းမြေနာအတွက်ကိုအမေရိကန်က ဘာဖာစနစ်အသုံးပြုပြီးတော့ဘင်္ဂလားဒေ့ရှ်စစ်တပ်ကတဆင့်စီရေးထောက်ကူပေးမယ်ဆိုတဲ့သတင်းတွေလည်းကြဲကြဲမြမြခိုင်မာထွက်ပေါ်လာပြီးဆိုတော့ကျွန်တော်တို့တော်လိုင်းရဲ့အရွေဟာအမှန်နဲ့တရားတွေအတွက်အောင်ပွဲနီးကပ်လာတဲ့အချိန်လေးဖြစ်တယ်အဲ့တော့တဘာဝဘေးလာအရင်ဆိုင်မယ်တော်လိုင်းကြီးတို့လည်းအစွမ်းကုန်ရုန်းကန်မယ်တေးကြတယ်ကျွန်တော်တို့မကြခင်မှာအောင်ပွဲအွန်လိုင်းထူရမှာဖြစ်ပါတယ်အဲ့ဒီသတင်းမဖြစ်နိုင်ပါဘူးဆိုတော့ဖြစ်ကိုဖြစ်နေလို့အစီဝေးလည်းလုံးလုံးပြီးသွားပြီเนาะအစီဝေးလည်းလုံးပြီးသွားလို့ဒါအမေရိကကဒါချင်းနဲ့ရခိုင်ကိုလည်းနဲ့ထောက်ပံ့ပေးဖို့အတိအကပြောသွားပြီးပြီဆိုတော့ဒါကပွဲရှင်းရှင်းလေးပဲเนาะ အဲ့ဒါ၄ကိုသိချင် Google မှာသူတို့ရဲ့ဒီအချက်လက်ကြီးတွားကြည့်လို့ရတယ်တချို့လာမေးတယ်တချို့ကဒီမြန်မာပြည်မှာ internet line ကောင်းမရတာဒါမှမဟုတ်ဘီပတ်မှာပဲဒီ Google Map ကောင်းမချိတတ်တာလားကျွန်တော်တို့ရှာပါတတင်းနေရှာပါမှန်ကန်တဲ့တတင်းကြီးကကြားထဲမှာညှက်နေတတ်တယ်ဘာကြောက်လဲဆိုတော့အချမ်းပဲ main online နေပြီးမှာကျွန်တော်တို့ဒီ media တတင်းဌာနတွေနော်ကျွန်တော်တို့တတင်းထွက်တဲ့ဌာနတွေကိုနော်ဟိုက်ထားတာရှိတယ်တတင်းကြီးမပြအောင်နော်တတင်းသူကြီးဖြစ်အောင်သူတို့ကဖြောက်ဝေပေးတာရှိတယ် ကျောင်းဖက်ကမှန်တိုင်းပြောရင်လေတို့ကဒါတရေသူ့ပါခြင်းမှာဆိုမှသူကြဆန်းကျင်တဲ့တဘာဝလာတရားရင်နဲ့ကျွန်တော်တို့မသိမမြင်မကြားနိုင်တဲ့တဘာဝရဲ့ဖန်တီးချက်တကယ်လက်တွေ့ရှိနေပါပဲကျောင်းဆိုင်ကြီးအချက်လိုက်အချက်လိုက်မသိရင်ပေါ့လွာလိုက်မှာရှိခိနှစ်တာနှစ်ပေါင်းအဲထောင်ပေါင်းတောင်ပေါင်းများစွာကဒုံတရားတို့တကူရှင်ကလွာလိုက်ချက်လိုက်လာပြီးတော့မပြင်ကျေသေးတာဆိုပဲချက်လိုက်ချက်လိုက်ဒီနေ့တော့ဆက်ကြည့်ယူကြည့်ပါဒါတဘာဝကြီးကကျွန်တော်တို့မမြင်နိုင်တဲ့အရွေ့ကျွန်တော်တို့မမြင်နိုင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုသူကသူ့ချိန်နဲ့သူလုပ်ပေးနေဆိုတော့အဲတက်တည်ပါပဲအခုကျွန်တော်တို့ဒီရဲ့မြန်မာပြည်ရဲ့အလဲပိုင်းစကိုင်းပြည့်ရီကျော်ကြီးမှာအခုချိန်အထိအချိန်ပေါင်း140ကျော်ဆင်ဆက်မပြတ်လှုပ်နေတဲ့ငလင်းတွေဟာဒီလိုအစင်ငယ်စင်ငယ်သဘောပြောင်းလဲမှုဖြစ်စဉ်ရဲ့အာတက်တည်ပုံရိပ်တစ်ခုပါအဲ့တော့ကျွန်တော်တို့အနေနဲ့ကမ္ဘာလောကကြီးဟိုတနေ့ကဆက်ကြည့်အာကာသအပေါ်မှာမိနစ်နေငယ်တက်ပြီးသွားတဲ့ကမ္ဘာကျော်အဆူတော်တယောက်အာကာသပေါ်သူသွားလေတဲ့ခီးသွားဖြစ်နေပြန်ဆင်းနေဆင်းလာတော့သူဟာကမ္ဘာမြေကြီးကိုငုံမီနန်းနေတဲ့ ကျွန်တော်စိတ်ထဲမှာငုံနန်းတဲ့သူ့ရဲ့အတွေ့အကြုံနဲ့ကမ္ဘာလောကကြီးဆိုတာကျွန်တော်တို့ကသာအထင်ကြီးနဲ့အာကိုမြေကိုမြေကိုကိုနေရာကိုအိမ်ကိုချမ်းကိုပြီးသားအစသဖြင့်စဉ်းပြီးကမ္ဘာကြီးကိုစက်တာဝလာကြီးရဲ့ဟိုးအဝေးတနေရာကြီးကြည့်မယ်ဆိုရင်အဖျားလောက်တဖျားလောက်ကြီးအမှုန်လေးပဲကျွန်တော်မြင်ရတာပါတဲ့ကမ္ဘာကြီးအဖျားလောက်ပဲမြင်ရတဲ့ကမ္ဘာကြီးထဲမှာကျွန်တော်တို့ချင်းချင်းအားရန်ပြီးဆောင်းလောဘဒေါသမောဟအတ္တတွေနဲ့ဟိုဟိုဘလို့ခေါ်မလဲငါတကောကောနေကြတကယ်တော့ကမ္ဘာကြီးကဘာမှမတည်မြဲဘူးလူဆိုတော့ကျွန်တော်တို့တွေမတည်မြဲဘူးသဘောကကြောက်လာကြောက်ရွံ့ကြီးလည်းမတည်မြဲဘူးပြုပြင်ပြောင်းလဲ က်ချိန်တိုင်းပြက်နေတဲ့ဓမ္မတာပါပဲဒါအကြည့်ပြီးတော့ကျွန်တော်ကသင်္ကန်းစာယူတတ်ဖို့လိုသလိုလောဘဒေါသမောဟမာမနတွေကိုလည်းပဲလွန်ကျွန်းမဖြစ်အောင်ထိန်းချုပ်နိုင်ဖို့တိတရားနဲ့ရှင်ပြီးသတိထားဖို့လိုအပ်လိုအပ်ပါတယ်အဲ့တော့ကျွန်တော်ခုဒါကျွန်တော်တို့တော်လိုင်းနေမြေအေရီယာတစ်ခုမှာရှိနေတဲ့တဘာရှုခင်းနဲ့ရှင်ပြီးတော့မြေပြင်ကငလင်ပေးတင်ရတဲ့ပြည်သူတွေကိုစာနာကြောင်းနဲ့အခုဆက်လက်ပြီးတော့ဖြစ်ပေါ်လာနိုင်ရှိတဲ့ကြောက်ချက်ကြီးတွေအခုအစင်းလိုက်ဖြစ်တတ်တယ်လို့မျိုးအခုဒီ Sky 40ရဲ့ပုတ်တိုက်နေတဲ့အချိန်ခုံကြောင်း ခုဒီအပိုင်းမနေ့ကညတိကိုမန္တလေးမှာအဲဒီ register 9ကျော်ထပ်လုပ်သေးတယ်ဆိုတော့ကျွန်တော်တို့ကသတိကြီးကြီးထားပါလိမ့်မယ်ကြောက်လောချက်ကြီးနှစ်ချက်ကအာဖရိကတကကြောက်လောချက်ကြီးကကျွန်တော်တို့အာရှကဲဆိုတော့လာလာစောင့်ပြီးတော့လွန်ခဲ့တဲ့နှစ်တန်းနဲ့တန်းပေါင်းများစွာအခုပြန်ပြီးတော့သူကပုတ်တိုက်ပြီးရွေးရှားနေတယ်အဲ့တော့ပြန်ဆောက်ခေါ်သွားတာဖြစ်ဖြစ်ပုတ်တိုက်ရင်းမှအောက်မှတဆင့်ပြီးပကြကြီးပေါ်လာပြီးတော့ဟိုပင်လယ်ချသွားလို့ဘာဖြစ်မဖြစ်လာဘူးလို့မပြောနိုင်ပါဘူးဒါကြောင့်မို့ရေစိမ့်ထွက်နေရတဲ့နေရာတွေနောက်တစ်ခါအချိန်ခါမဟုတ် ဘယ်ကကြလာမှမသိတဲ့တောင်ကြရည်လိုရေစီးချောင်းကြီးနဲ့အပြင်းထန်စီးဆင်းလာလို့ဖြတ်တန်းလာတယ်ဆိုတော့ဒေသတွေမိုးမကြခင်မှာတတိကြီးကြီးထားဖို့ကျွန်တော်အနေနဲ့ခုလေကနှုတ်ဆော်ပန်ကြားခြင်းပါဘာကြောင့်တောင်ကြရည်တွေတလဟောထွက်လာတယ်လဲနေမြင့်ရာနေနေရာကိုခိုင်းတိုင်းနဲ့မတူတဲ့အခြေအနေဖြစ်ကြမှုရှိနေပြီဆိုကြတဲ့ကငလင်လောက်ပြီးတဲ့နောက်ကိုယ့်ရဲ့မြင်မျက်နှာပြန်နှိမ့်ကြသွားသလားသူ့ကိုကိုယ့်ပတ်ဝန်းကျင်ကရေထွက်နိုင်တဲ့နေရာတွေကဘီယော်ရီမြင့်ကြမယ်ဆိုတော့တောင်ကျတော်လန်းတော်လကောင်းအောင်မြင့်တက်သွားလို့လားအခုအချိန်ခါမို့ရေစီးချောင်းတွေတလဟောဖြတ်စီးလာပြီဆိုတော့မိုးကြရင်ဒီထဲပိုဆိုးနေတဲ့နေသားရှိရမှာလို့ခုကလေကဘီယော်ရီမြင့်ချောင်းတစ်ချောင်း လင်းပြည့်ပြည့်ကြောတချောင်းမှာရှိတဲ့မြို့ရွာကပြည်သူတွေတတိကြီးထားပြီးတော့ချစ်သမျှအင်အားနဲ့ညှစ်ထုတ်ပြီးတော့လော့အောင်ရှောင်းမှာမဖြစ်ခဲ့ရင်တော့မဖြစ်ဘူးဖြစ်လာခဲ့ရင်ကယ်ဆယ်ကူညီနိုင်မှုအခုငလင်ကြီးဖြစ်တဲ့အခြေအနေပဲကြည့်ပါတကယ်ဖြစ်လာခဲ့ဘူးမှမကယ်နိုင်ဘူးအားလုံးကသူ့အဖူနဲ့သူအကုန်ဖြစ်ကြတော့အခုတည်းကယ်ဆယ်ကူညီရေးလုပ်ကြပါဒါပေမဲ့အခုညောင်နိုင်ငံရဲ့နိုင်ငံရေးအခြေအနေကတော့အခုမြို့သားညီညီဆွေရဝင်ကြီးချုပ်ကိုမလေးရှားဝင်ကြီးချုပ်ကတရားဝင်တွေ့ဆုံဆွေးနွေးတယ်နော် ီးတော့တခါအာရှငင်းငင်းကြီးတောင်ရှိပြီးပြရလဲမြန်မာညီညီဆွေရအန်တီဂျင်နဲ့တွေ့ဆုံဆွေးနွေးတယ်တစ်ဖက်တည်းမှာပဲဘင်္ဂလားဒေ့ရှ်တက်တက်မတော်နဲ့အမေရိကန်စစ်တပ်နဲ့တွဲပြီးတော့အခုအာရကန်ဒေသနဲ့ချင်းတက်နှစ်တက်မဟာမိတ်အဖွဲ့တွေတပူပေါင်းဆောင်ရွက်နေတဲ့ရခိုင်ရှင်းပြပြင်အတွက်ကိုရခိုင်ရှင်းပြနာအတွက်ကိုအမေရိကန်ကဘာဖာစနစ်တုံးပြပြီးတော့ဘင်္ဂလားဒေ့ရှ်စစ်တပ်ကတဆင့်စီရေးထောက်ကူပေးမယ်ဆိုတဲ့သတင်းတွေလည်းကြဲကြဲမြန်မြန်ခိုင်ရင်ဟာထွက်ပေါ်လာဆိုတော့ကျွန်တော်တို့တော်လိုင်းရဲ့အရွေးဟာအမှန်နဲ့တရားတွေအတွက်အောင်ပွဲနီးကပ်လာတဲ့အချိန်လေးဖြစ်တယ်အဲ့တော့တဘာဝဘေးလာအရင်ဆိုင်မယ် တော်လင်းကြီးတို့လည်းအစွမ်းကုန်ရုန်းကန်ပဲပြေးကြတယ်ကျွန်တော်တို့မကြခင်မှာအောင်ပွဲအွန်လိုင်းထူရမှာဖြစ်ပါတယ်အားလုံးကျေးဇူးပဲဂျန်နေမျိုးကြီးကြတော့ဘာဖြစ်လို့ခြံထားတယ်လဲလို့မမေးပါနဲ့အဲ့ဒီမျိုးကြီးရဲ့ဖေးသီးတွေကတောင့်ခတ်နေနေလို့ဖြစ်တယ်ဆိုတော့အဲ့ဒီတောင့်ခတ်နေနေတဲ့ဒီဖေးသီးတွေကိုလည်းကျွန်တော်တို့ကအာအမြန်ဆုံးတော့ခြေပါတော့မှဖြစ်တယ်နော်ပြီးတော့ကျွန်တော်တို့ဒီတည်င်းကောင်းအနေနဲ့အခုကျွန်တော်တို့ဩစတြေးလျမှာဖြီဖြီကျော်တင်ကနေပြီးမှကျွန်တော်တို့ဒီပြီးရဲ့ left shoe အစီအစီမှာရသွားတဲ့နော် ဒေါ်လာ3သိန်းကျော်ကိုမြန်မာပြည်နော်ငခင်အတွက်မြန်မာပြည်စစ်အာဒုက္ခတွေတွေအတွက်ကိုနော်သူထမှန်လှူသွားလှူဒါန်းတော့မှဖြစ်တယ်နော်ပါဝင်ပေးကြတဲ့ဒီအော်စတြေးလျညီကိုမော်မားရဲ့အားလုံးကိုလည်းကျေးဇူးတင်ရှိပါကြောင်းနော်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဒီမန်လေးမန်လေးထဲမှာကအခုဒီမြန်မာနိုင်ငံဒီရန်ကုန်မြို့တော်ကြီးမှာလည်းဒါမုံတိုင်းနေနော်ငခင်နေကြားကြားနေရတယ်ဆိုတော့နော်အားလုံးပဲတတိဝရိယရှိကြဖို့နော် အားလုံးပဲကျွန်တော်တို့ဟိုပြင်ဆင်စရာရှိဖြစ်သားကြဖို့ကျွန်တော်ဒီရနေเนาะမေတ္တာရခန့်ချင်ပါတယ်။ Okay we love chin che thank you ပါခင်ဗျာ။ Okay. Okay ပါဗျာ။အာ Okay. အာဘာများမေးချင်ကြတာရှိလဲမေးလို့ရပါတယ်เนาะကျွန်တော်ဒီကျွန်တော်ဟိုဒီမှာ live stream မှာပါနေတဲ့အာ Okay ဥဇော်မို့ Okay ပါ။ဥဇော်မို့ကအာ Okay မြန်မာစာကျွန်တော်ကောင်းဖတ်လို့မရတော့เนาะ sorry ပါတချို့ကဒါကိုဂျင်းလို့ထင်နေကြတယ်เนาะဖြစ်လာမှာပဲဟာကျူမပြောဘူးလားသူတို့အဖက်ကျူမတင်ဘူးလားကျူမပြောဘူးလားပြည်သူတွေကိုကျူမပြောဘူးလားအတိမပေးဘူးလားဆိုတာမျိုးမဖြစ်စီချင်ဘူးเนาะကျွန်တော်လိုက်လွှတ်တာတော်တော်ရှားပါပါတယ်เนาะဒါလေးကိုသိညပါပြီโอเคမင်္ဂလာပါတဲ့ဟုတ်ကဲ့ โอเคမေးလို့ရပါတယ်မေးမေးတင်တာမေးလို့ရပါတယ်တချို့ကကျွန်တော်လာရှိုးကိစ္စလေးတွေတိတ်သူတို့မှာဒီခန်းစားချက်တွေနည်းနည်းပါးပါးရှိတယ်လာရှိုးကိစ္စမှာအဲ့ဒီတွေမဖြစ်နိုင်ပါဘူးဆိုတော့ဖြစ်ကိုဖြစ်နေလို့အစီဝေးလည်းလုံးလုံးပြီးသွားပြီเนาะအစီဝေးလည်းလုံးပြီးသွားလို့ဒါအမေရိကကဒါချင်းနဲ့ရခိုင်ကိုလည်းနဲ့ထောက်ပံ့ပေးဖို့အတိအကပြောသွားပြီးပြီဆိုတော့ဒါကပွဲရှင်းရှင်းလေးပဲเนาะအဲ့ဒါတွေကိုတိချင်း Google မှာသူတို့ရဲ့ဒီအချက်လက်တွေသွားကြည့်လို့ရတယ်တချို့လာမိတယ် တချို့ကဒီမြန်မာပြည်မှာအင်တာနက်လိုင်းကောင်းမရတာဒါမှမဟုတ်ပြပမှာပဲဒီ Google Map ကောင်းမချိတတ်တာလားကျွန်တော်တို့ရှာပါတတိယနေ့ရှာပါမှန်ကန်တဲ့တတိယညီကကြားထဲမှာညှက်နေတတ်တယ်။ဘာကြောင့်လဲဆိုတော့အချမ်းပဲမင်းအောင်လည်းနေပြီးမှကျွန်တော်တို့ဒီမီဒီယာတတိယဌာနတွေနော်ကျွန်တော်တို့တတိယထွက်တဲ့ဌာနတွေကိုနော်ဟိုက်ထားတာရှိတယ်။တတိယညီမပြအောင်နော်တတိယသူတွေဖြစ်အောင်တို့ကဖြတ်ဝေပေးတာရှိတယ်။ကျွန်တော်ဘက်ကအမှန်တိုင်းပြောရင်လည်းတို့ကဒါတတိယသူပါခြင်းမှာဆိုမှနော်ဆိုတော့ ဖြစ်နိုင်မဖြစ်နိုင်ချေဘူးเนาะနေ့ရက်ကနေ့ရက်လကနှစ်ကအကောင့်ထဲပေါ်သွားမှာပါเนาะဆိုတော့အားလုံးပဲကျေးဇူးတင်တယ်အားလုံးပဲเนาะမင်္ဂလာနေ့တစ်ပါလို့เนาะဒီရက်နဲ့ကျွန်တော်ရဲ့ဒီအကောင့်ကိုလည်း like share လေးလုပ်ပေးသွားကြပါဦးလို့เนาะ